thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီထိန်းချုပ်နေမြေမှာနိုင်ငံရေးလေးပုံတပုံတောင်မရှိတော့ဘဲ2025ခုနှစ်မှာတော်လိုင်းအပိသက်အောင်ပွဲရရွေးစူးစမ်းမယ်လို့ NUG ယာယီတမရကတော်လိုင်းအရာစုအလုံးကိုတိုက်တွန်းနေကြောင်းတင်ဆက်ပေးပါမယ်အကြံဖက်စစ်ကောင်စီကထိန်းချုပ်ထားတဲ့နေမြေမှာနိုင်ငံရေးလေးပုံတပုံတောင်မရှိတော့ဘဲ2025ခုနှစ်မှာတော်လိုင်းအပိသက်အောင်ပွဲရရွေးစူးစမ်းမှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရ NUG ရဲ့ယာယီတမရဒူဝါလက်ရှိလာကတိုက်တွန်းပြောဆိုလိုက်ပါတယ် ဒီကနေ့ကြားရောက်တဲ့မြန်မာနေသက်ကိုနေဖြစ်တိုင်းပြည်ကိုပြောကြားတဲ့မင်းကွန်မှာယာယီသမရဒူဝါလက်ရှိလာကအထက်ပါတိုင်းပြောဆိုလိုက်တာပါစစ်ကောင်စီကနိုင်ငံသမိုင်းတခြားမှာအကြီးအမားဆုံးသောဆုံးရှုံးမှုတွေကိုရှင်းဆိုင်နေရပြီဖြစ်ကြောင်းစစ်တပ်ရဲ့ထိန်ချုပ်နဲ့မြန်မာနိုင်ငံရဲ့လေးပုံတပုံတော့မရှိတော့ကြောင်း၎င်းကပြောဆိုပါရယ်ဒီကနေ့ချိန်မှာစစ်ကောင်စီအနေနဲ့မြန်မာစစ်သမိုင်းတခြားအကြီးအမားဆုံးဆုံးရှုံးမှုတွေကိုရှင်းဆိုင်ကြုံတွေ့နေရပြီဆိုတာအလုံးမြင့်မြင့်ပဲဖြစ်ပါတယ်နိုင်ငံတော်မှာစစ်ကောင်စီထိန်ချုပ်နဲ့မြန်မာလေးပုံတပုံတော့မရှိတော့ဆိုတာကိုမြေပြင်အချက်လက်တွေကဖော်ပြနေပါ ါပါတယ်အခုဆိုရင်ຫນွေဦးတော်လိုင်းကြီးကလေးနှစ်ကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်တော်လိုင်းအချိန်ကာလကြာမြင့်လာတာနဲ့မြန်ပြည်သူလူထုထိခိုက်ခံစားရတာတွေကလည်းကြီးမားလာသလိုတိုင်းပြည်လည်းနစ်နာခဲ့ရပါတယ်။တစ်ဖက်မှာလည်းတိုင်းပြည်နဲ့ပြည်သူဗန္နာတွေကိုကုတ်သွေးဆုပ်ပြီးပြည်သူကိုစစ်မှတ်ပြုနေတဲ့စေအုပ်စုကိုတိုက်တုံးရတဲ့တော်လိုင်းဖြစ်သလိုစစ်အာဏာရှင်နဲ့အာဏာရှင်မှန်သမျှကိုစစ်အာဏာရှင်အမှုအကျင့်အတွင်းခေါ်မှန်သမျှကိုအဆုံးသတ်ဖို့အတွက် ဆင်နွှဲနေရတဲ့တော်လိုင်းဖြစ်တာကြောင့်ခက်ခဲကြမ်းတမ်းမှုတွေအများကြီးရှိနေဆိုတာကိုအရှိတရားကြားကြားကြည့်မြင်ရမှာဖြစ်တဲ့တက်နိုင်သမျှဒီတော်လိုင်းကိုအမြန်ဆုံးအောင်မြင်အောင်လှုပ်ဆောင်ပြီးပြည်သူလူထုထမ်းထားတဲ့ဝန်ထုပ်ဝန်ပိုးပပျောက်သွားအောင်ကြိုးစားမှာဖြစ်တယ်လို့ရှားဤသမရဒူဝါလက်ရှိလာကပြောပါတယ်။ဒါအပြင်အခု2025ခုနှစ်မှာကြီးမားတဲ့တော်လိုင်းအလဲပြောင်းဖြစ်စေဖို့ပြည်သူလူထုအတွက်အပိသက်အောင်ပွဲအလင်းရောင်ယူဆောင်သွားနိုင်ဖို့တော်လိုင်းအင်အားစုတွေအားလုံးကတိုးပမ်းမှာဖြစ်ကြောင်း၎င်းကတိုက်တွန်းပါတယ်။အထူးသဖြင့်2025ခုနှစ် င်းငယ်မှာကြီးမားတဲ့တော်လိုင်းအလှည့်ပြောင်းဖြစ်လာမယ်နှင့်ပြည်သူလူထုအတွက်တော်လိုင်းအပိသက်အောင်ပွဲအလင်းရောင်ကိုရှူဆောင်သွားမယ်နှင့်ဖြစ်ပေါ်ကျွန်တော်တို့တော်လိုင်းအင်အားစုတွေအားလုံးစတဲ့တဘောစူးစမ်းသွားမှာဖြစ်တယ်လို့ယာယီသမရဒူဝါလက်ရှိလာကပြောပါရယ်လက်ရှိမှာ NUG ပါဝင်တော်လိုင်းအင်အားစုတွေကမြန်မာနိုင်ငံတဝန်းလုံးမှာမြို့ပေါင်း100နီးပါးကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပါရယ် နောက်ထပ်တစ်ပုတ်အနည်းနဲ့မြမယူရနှစ်သက်ကူနစ်စံတရက်နေ့စစ်ကောင်စီတပ်ကမိုးကုတ်မြို့နယ်အတွင်းကိုလင်းရင်နဲ့ပုံကျင်းချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြမယူရနှစ်သက်ကူနစ်စံတရက်နေ့စစ်ကောင်စီတပ်ကမိုးကုတ်မြို့နယ်အတွင်းကိုလင်းရင်နဲ့ပုံကျင်းသွားကြောင်း TNL ရဲ့ထုတ်ပြန်ချက်နဲ့ဒေသခံပြည်သူတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ဒီကနေ့နှစ်သက်ကူနစ်စံတရက်နေ့ April 18ရက်မနက်10:00နာရီချိန် TNL တင်ပိုက်ထားတဲ့မိုးကုတ်မြို့ရှေ့ပိုင်းကစုံကျေးရွာကိုစစ်ကောင်စီတပ်က Jet Fighter နဲ့ပုံတလုံးလာရောက်ကျဲချောက်သွားပြီးထိခိုက်မှုကြီးနေကိုဆက်လက်တရင်ထုတ်ပြန်မှဖြစ်ကြောင်း house nobody ပုံကျဲသွားတာကမိုးကုတ်အရှိပိုင်းမစိုးရင်ကြောင်းတိုင်နာပါလေးကြောင်းတိုက်ခတ်မှုနှစ်ကြိမ်လှုပ်သွားတဲ့ကစုံကြီးကိုလည်းကျင်းတယ်မစိုးရင်ကြောင်းတိုင်နဲ့နန်းတွေအကြာရွှေလိပ်ပြအောက်တကြောဘက်ကိုလည်းကျဲသွားတယ်လို့မိုးကုတ်ဒေသခံကြီးကပြောပါတယ်စစ်ကောင်စီတပ်ကအီပီလာ၂ရက်နေ့မှအီပီလာ၂၂ရက်နေ့ထိရက်ပေါင်း၂၀အကြာအပြစ်ခတ်ရက်စဲခဲ့တော့လဲ TNL အုပ်ချုပ်တဲ့မြို့နယ်တွေကိုစစ်အင်အားဖြည့်တင်းကျင်းထိုးစစ်ဆင်ခြင်တဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလေကြောင်းနဲ့ပုံကျဲမှုတွေလှုပ်ဆောင်နေကြောင်း TNL ကသတင်းထုတ်ပြန်ပါတယ်နောက်ထပ်တစ်ပုံအနေနဲ့ NUG ပေါ်လူတူအမယာမှုနဲ့အာ ဲချက်တွေကိုလက်ခံကြောင်းရှာဤသမရပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နှွေဦးတော်လိုင်းလေးနဲ့အတွင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ပေါ်ပြည်သူလူထုရဲ့အာမရမှုတွေနဲ့အားနည်းချုပ်ရင်းချက်တွေရှိတာကိုနားလည်လက်ခံကြောင်း NUG ရဲ့ရှာဤသမရဒူဝါလက်ရှိလာကပြည်သူများထံကိုနှစ်သက်ကိုနှုတ်ခွန်းဆက်မင်ကမှပြောကြားပါတယ်။ဒီကနေ့ AB လာ18ရက်နေ့မှာထုံလွင်ခဲ့တဲ့အဆိုပါမင်ကမှရှာဤသမရကစစ်အာဏာရှင်အမှုအကျင့်အတွေးခေါ်မှန်သမ ्या အဆုံးသတ်ဖို့အတွက်ဆင်နွှဲနေရတဲ့တော်လိုင်းဖြစ်တာကြောင့်ခက်ခဲကြမ်းတမ်းမှုတွေအများကြီးရှိရဲဆိုတာကိုလည်းအရှိ ိတရားကြကြကြည့်မြင်ရမှာဖြစ်တယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်တော်လိုင်းကာလာတွင်တော်လိုင်းအင်အားစုများနဲ့နိုင်ငံရေးစီရင်မဟာမိတ်ဆက်ဆံရေးကိုခိုင်မာစွာတည်ဆောက်နိုင်ခဲ့ပြီးလူထုထောက်ခံမှုနဲ့တော်လိုင်းအင်အားစုတွေရဲ့စွမ်းဆောင်ရည်ကြောင့်စစ်ကောင်စီကမြန်မာစစ်တမိုင်းမှာအကြီးအမားဆုံးဆုံးရှုံးမှုတွေနဲ့ရှင်းဆိုင်နေရကြောင်း၎င်းကပြောကြားခဲ့ပါတယ်။နိုင်ငံတော်မှာစစ်ကောင်စီထိန်းချုပ်မှုတွေက၄ပုံတပုံတောင်မရှိတော့ဘူးဆိုတာကိုမြေပြင်အချက်အလက်တွေကဖော်ပြနေတယ်လို့ယာယီသမ္မတဒူဝါလက်ရှိလာကပြောပါတယ်။ 2025ခုနှစ်မှာတော်လန်အင်အားစုများစုပေါင်းကြိုပမ်းပြီးကြီးမားတဲ့အလဲပြောင်းနဲ့အပိသက်အောင်ပွဲရရှိဖို့လိုအပ်ကြောင်းရှာဟီသမရကတိုက်တွန်းခဲ့ပါတယ်။ဒါအပြင်၎င်းကမလ28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်ကိုစကိုင်းငလင်လို့တရားဝင်အမိပေးခဲ့ပြီးထိခိုက်ဒဏ်ရာရသူတွေအ мян ပြန်လဲတတ်တာကျမ်းမာရေးစုတောင်းမြစ်တာပို့သခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ စစ်ကောင်စီကနိုင်ငံတကာမှာငလင်ပြီးအကူအညီတွေကိုလက်နက်ဖြင့်အသုံးချနေကြောင်းဝေခံခဲ့ပြီးလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကဒုက္ခရောက်နေသူတွေထံမဖြစ်မနေရောက်ရှိရမယ်လို့လည်းပြောကြားခဲ့ပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့မလေးဝင်ကြီးကျုံနဲ့စစ်ကောင်းဆောင်တွေ့ဆုံပွဲမှာရှားလက်ကောင်ထွက်လာဖို့မျှော်လင့်ချက်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မလေးရှားဝင်ကြီးကျုံအန်ဝါဣဘရာဟင်နဲ့ပို့ချုပ်မှုကြီးမြောင်းလိုက်နေဒီကနေ့ AP လ18ရက်မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံမှာဖြစ်ပေမယ့်မြန်မာနိုင်ငံရဲ့လက်ရှိအကြက်တဲကိုဖြေရှင်းရမှာအဓိပ္ပာယ်ရှိတဲ့တိုးတက်မှုတစုံတရာရရှိဖို့မျှော်လင့်ချက်နေပါကြောင်းထိုင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။တွေ့ဆုံပွဲမှာလူပေါင်း3900ကျော်တည်ဆုံသွားတဲ့ငလင်ကြီးအပီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်တွေကို ဓိကထားဆွေးနွေးမယ်လို့သိရပါတယ်။လက်ရှိအာဆီယံဥက္ကဋ္ဌနိုင်ငံမလေးရှားရဲ့ခေါင်းဆောင်ကမြန်မာစစ်တပ်ကြီးညာထားတဲ့အပြည်နယမှာ၂၂ရက်ထိရှားရဲ့အပြစ်ခံရဲစင်ကိုတက်တန်းတိုးဖို့တိုက်တွန်းလိမ့်မယ်လို့မျှော်လင့်ရပါတယ်။ဒါဝိမေငလင်လောက်ခတ်ပြီးနောက်ပိုင်းတိုက်ခိုက်မှုပေါင်း၁၂၀ကျော်ရှိတဲ့အတွက်အပြစ်ခံရဲစင်ရဲစစ်မှန်ဖို့ပေါ့တန်တရားရှိနေကြောင်းဆောင်းပါးမှာဖော်ပြထားပါတယ်။ထိုင်းအတိုက်ခံလွတ်တော်အမတ်ကန်နာဝီစူဇန်အပါဝင်ဝေဖန်သူတွေကအန်ဝါကမလေးရှားဓမ္မမုံမြန်မာနိုင်ငံအစားထိုင်းနိုင်ငံမှာမင်းအောင် င်းနဲ့တွေ့ဆုံဖို့ပါကြောင့်ရွေးချယ်ခဲ့တဲ့လဲဆိုမေကွန်းထုတ်ပါတယ်မြန်မာစစ်အာဏာရှင်တအုပ်ကိုမလေးရှားကိုတရားဝင်ဖိတ်ကြားလိုက်ပါကမလေးရှားပြည်သူရဲ့ကန့်ကွက်မှုခံရနိုင်ကြောင်းလည်းမှတ်ချက်ပြုထားပါတယ်ရှင်းလင်းတဲ့ငြိမ်းချမ်းရေးလမ်းပြမြေပုံမရှိတဲ့အခြေအနေမှာဒီတွေ့ဆုံမှုကသတင်းကောင်းကြီးပိုင်းတွေမှာပါဝင်လာနိုင်တော့လဲမြန်မာနိုင်ငံရှိအကြမ်းဖက်မှုများအဆုံးသတ်ဖို့အတွက်တည်တာထင်ရှားတဲ့တိုးတက်မှုအနည်းငယ်သာပေးနိုင်နေမည်လို့စောင့်ကြည့်နေသူတွေကရှုံချီနေကြပါတယ်လို့စောင်းပါမှရှင်းတာထားပါတယ်အလျှော့ပေးခြင်းမရှိတဲ့စစ်ကောင်ဆောင်ကိုနိုင်ငံတကာကဖြစ်ပေထားချိန်မှာ ာမလေးဝန်ကြီးချုပ်ကတွေ့ဆုံခြင်းကထူးခြားနေပါတယ်။2023ဖေဖော်ဝါရီလကမလေးဝန်ကြီးချုပ်ဘန်ကောက်ကိုရောက်ရှိစဉ်မြန်မာကိုအာဆီယံနိုင်ငံများအသင်းမှပင်ထုတ်ပယ်တင်ကြောင်းပြောဆိုခဲ့ပါသေးတယ်။ဒီလိုပြောပြီးနှစ်နှစ်ကျော်လာချိန်မှာမလေးဝန်ကြီးချုပ်ကစစ်ကောင်းဆောင်ကိုဘန်ကောက်ကိုခေါ်ယူတွေ့ဆုံခဲ့တာဖြစ်တယ်လို့ရှင်းတာထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။ ဆလပီမလေးရှားဝင်ကြီးချုပ်အန်ဝါနဲ့မြန်မာစစ်ကောင်ဆောင်မင်းအောင်လိုင်ဖန်ကောက်မှတွေ့ဆုံမဲ့အကြောင်းတင်ဆက်ပေးပါမယ်။မလေးရှားဝင်ကြီးချုပ်အန်ဝါဣဘရာဟင်နဲ့မြန်မာစစ်ကောင်ဆောင်မင်းအောင်လိုင်တို့က AB 18ရက်နေ့ဗန်ကောက်မှတွေ့ဆုံဖို့စီစဉ်ထားပါတယ်။ဒီလိုတွေးဆမှုဟာစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေဖြစ်လာနိုင်ပြီးမြန်မာနိုင်ငံမှာကြာရှည်ဖြစ်ပွားနေတဲ့ပဋိပက္ခကိုအဆုံးသတ်ဖို့တည်ကြတဲ့ဒိုတက်မွန်အနှင်းငယ်သားရရှိနိုင်လိမ့်မယ်လို့စောင့်ကြည့်သူများပြားကဆိုပါတယ်။ မလေးရှားဝန်ကြီးချုပ်အန်ဝါဟာပြီးခဲ့တဲ့မလ28ရက်နေ့မှာအင်အားပြင်းကလင်းတန်းခန်းစားခဲ့ရတဲ့မြန်မာနိုင်ငံကိုကူညီဖို့စေလွှတ်ထားတဲ့မလေးရှားကင်ဆင်ဖွင့်ရေးလုံခြုံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေရင်လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်တွေကိုစစ်ကောင်ဆောင်မင်းအောင်လိုက်နဲ့အဓိကဆွေးနွေးမှာဖြစ်တယ်လို့မလေးရှားမီဒီယာတွေကဆိုပါတယ်အန်ဝါကမလေးရှားနဲ့နယ်နိမိတ်ချင်းထိစပ်နေတယ်တိုင်းတောင်ပိုင်းရှိကြီးမှုအခြေအနေကိုဆွေးနွေးဖို့ထိုင်းကောင်ဆောင်တွေနဲ့အစည်းအဝေးပြုလုပ်နေစမှာပဲမင်းရောက်လိုက်တဲ့ဆွေးနွေးမှုတွေပြုလုပ်မယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ မင်းအောင်လိုက်နဲ့စကားပြောချင်ရင်ထိုင်းနိုင်ငံမှာတာဝန်နေပြီးဆုံးဖို့ဆိုရင်မလေးရှားကိုတရားဝင်ဖိတ်ကြားတင်ပါတယ်။အန်ဝါကမြန်မာစစ်အာဏာရှင်ရဲ့တရားဝင်ခီးစဉ်ကိုမလေးရှားပြည်သူတွေကကန့်ကွက်မှာကိုကြောက်လို့လား။ပြည်ရင်းထောက်ခံမှုနှုန်းကိုထိခိုက်စေမှာစိုးလို့လားလို့ထိုင်း အတိုက်ခံလွတ်တော်အမတ်ကန်နဝင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမေးခွန်းထုတ်ခဲ့ပါတယ်။မလေးရှားဝင်ကြီးချုပ်အနေနဲ့မင်းအောင်လိုင်ကိုစကားပြောဖို့အလွန်စိတ်အားထက်သန်နေတဲ့ဆိုရင်နေပြည်တော်ကိုတွားရောက်ပြီးမြန်မာနိုင်ငံမှာတိုက်ရိုက်တွေ့ဆုံတင်တယ်လို့၎င်းကဆက်လက်ပြောကြားထားပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်ကပြီးခဲ့တဲ့ April 4ရက်နေ့9ရက်နေ့တွေကထိုင်းနိုင်ငံဖန်ကောက်မြို့မှာပြုလုပ်တဲ့ Binstat အစည်းအဝေးကိုတက်ရောက်ခွင့်အားခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးကိုတက်ရောက်လာတဲ့မင်းအောင်လှိုင်ကအာဆီယံလှည့်ကြောက်ဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါရဲ့အဆံပေးဖြစ်သူထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်ရှင်နာဝဲနဲ့တိတ်တဆိတ်တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့သူထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်ရှင်နာဝဲကလက်ရှိထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝဲရဲ့ဖခင်ဖြစ်တယ်လို့ဆိုကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။